ဆရာနွယ်ယူရေးသားတဲ့အလောင်းကလူကိုပြန်သက်ခြင်းဆိုတဲ့ဝတ္ထုတို့လေးကိုတင်ဆက်ပေးမှာ ဖြစ်ပါတယ်ခင်ဗျာအလောင်းကလူကိုပြန်သက်ခြင်းအလိုလေးတော်ကိုလာဘော်ကိုလာဘော်ရေးလာကြပါအောင်တော်ဒီမှာကိုလာဘော်ကိုဓာတ်နဲ့ထိုးသွားလို့လာကြပါအောင်ဟင်မမယ်စိဘလို့ဖြစ်တာလဲဗျအလိုလေးဘသူထိုးသွားတာလဲဟဲ့မယ်စိညီမြင်လိုက်ရဲ့လားကြုတ်မမြင်လိုက်ဘူးတော့ ညနေတကောင်အပေါ်ပါတွားကျင်တာနဲ့ကြုံလဲအိမ်အောက်ဆင်းသွားတာအခန်းထဲမှာဝုံငနဲ့လဲတန်ကြားတာနဲ့ဘာများဖြစ်တာပါလဲဆိုပြီးအိမ်ပေါ်ပြန်ရောက်လို့ကြည့်တော့ရင်ဝါမှာဓာတန်ရာနဲ့လဲနေတဲ့ကိုလာဘော်ကို တွေ့ရတာပဲတော့ကြုံပြေးပွေးတော့ကိုလာဘော်အသက်မရှိတော့ဘူးမကြာမီတွင်မမေစိန်ဤအိမ်တို့တကြီးနင်းတကွရွာသားများစုယုံရောက်ရှိလာကြပြီးလျှင် ဖနက်မစည်းထားသောခြေရာတစုံကိုအခန်းဝတွင် တွေ့ရသည်သူနှင့် ထိုခြေရာနောက်သို့လိုက်ကြရာလက်သမားကိုငွေတည်ဆုံးထားသော နာယီးအိမ်ပေါ်သို့တက်သွားသောခြေရာထင်းထင်းကြီးကို မြင်ရသည်နှင့်တကြီးနှင့်အဖွဲလဲထိုအိမ်ပေါ်သို့လိုက်တက်ခဲ့ကြရာခြေရာကြီးသည်ကိုငွေ၏အလောင်းတင်ထားသောအလောင်းစင်ခြေရင်းတွင် ဆုံးသွားလျာတကြီးနှင့်လူတစုသည်တအူးမျက်နာတအူးကြီးလိုက်ကြပြီးလျှင် အလောင်းကိုလွှမ်းခြုံထားသော ဆောင်းအားခြေရင်းမှလှက်လိုက်သည်ဟာဟင်အလိုလေးဗျာအာလုံဤပါဇက်များမှအာမေနိတ်တံများပြိုင်တူထွက်ပေါ်လာကြသည်အလောင်းကောင်ဤခြေပေါ်ဝါနှစ်ဖက်တွင်လက်လက်ဆက်ဆက်ရှွံ့များပေကြံနေပြီးခြေမကျိုးမှလည်းပြက်ထွက်လျက်ရှိသည်ကိုမြင်လိုက်ရသောကြောင့်ဖြစ်ပေသည်၎င်းတို့သည်ဆက်လက်၍အလောင်းကောင်ကိုခြုံလွှားထားသောဆောင်းအားအပေါ်အထိဆက်လက်မတင်လိုက်ရာ ဟာတကြီးဘလို့ဖြစ်တာလဲဗျို့အမလေးပြားဟူ၍အထိတ်တလက်ရေရွတ်တံများထွက်ပေါ်လာပြန်တော့သည်အเจ้าမှာအလောင်းကောင်ဤလက်ထဲတွင်လက်လက်ဆက်ဆက်သွေးများဆွန့်ပေနေသောဓမြောင်တလက်ကိုကြစ်ကြစ်ပါအောင်ကင်ထားသောကြောင့်ဖြစ်ပေသည်၎င်းတို့သည်အလောင်းကောင်အားမယုံတင်ကာထက်မှန်စစ်ဆေးကြပြန်ရာ မနေ့ကပင်တေဆုံးသော အလောင်းသည်အေးဆက်တောင့်တင်း၍ပင်နေချေပြီး လောင်းကောင်ဤဆောင်ကိုမထားသော ဖိုးပိန်ကထိတ်လန့်တကြားဆောင်ကိုလွှတ်ချလိုက်ပြီး နောက်သို့ခုံဆုပ်သွားသည် အခြားသူများကလည်းတွေးပြက်ဖြူလျော်သောမျက်နှာသားများဖြင့်ထိတ်ထိတ်ပြပြဖြစ်ကုန်ကြသည် ထိုအခါတကြီးကအိမ်သားများကိုစစ်မေးသောအခါအိမ်သားများနှင့်တကွအလောင်းဆောင်သောသူအလုံးလဲအိပ်ပျော်သွား၍ဘာမှမသိလိုက်ကြောင်းကိုသာတညီတညွတ်တည်းထွက်ဆိုကြလေရာကိုလာဘော်တေဆုံးမှုကလူသက်တရခန့် အလောင်းကောင် ကိုငွေဤလက်ချက်ဟူ၍သာအထိတ်တလန့်အမှတ်ချက်ချကြပြီးရွာထဲရှိ လူများအားလုံးကြောက်စိတ်တို့ကြီးစိုးကုန်ကြ၏အရင်အပတ်ကထန်းတော်တွင်လက်သမားကိုငွေကိုလာဘော်နှင့် ကိုစိုးမောင်တို့သုံးဦးမူးယူး၍စကားများနေကြသည်ကို မြင်တွေ့ခဲ့ရသူများက ကိုငွေသည် ထိုကိစ္စကိုမကျေနပ်၍တေလွန်ပြီးမှကလေစားချေသည်ဟူ၍၎င်းအချို့ကလည်းကိုလာဘော်သည် လက်သမားကိုငွေဤမယားနှင်းများနှင့်ဘာလိုလိုဖြစ်နေသည်ကို မတေခင်ရိပ်မိသိရှိသွားပြီးစိတ်မဖြောက်မတန်းတေရသဖြင့်မကြွမလွတ်ပဲတေလုံပြီးမှကလေးစားပြန်ချေသည်ဟူ၍၎င်းအချိုးကမူကိုငွေဤဥကောင်းပေါ်တစ်သားတုံးပြုတ်ကျ၍ကိုငွေတေဆုံးရခြင်းမှာကိုလာပေါ်ဤလက်ချက်ဖြစ်သဖြင့်တေလုံပြီးမှကလေးစားချေသည်ဟူ၍၎င်းထင်မြင်ချက်အမျိုးမျိုး ပေးကြကုန်သည်တို့နှင့် ကိုငွေဤအလောင်းကိုခြေမချိုးများတေချာပြန်တုပ်၍နေညမပြက်စောင့်ကြည့်ကြပြီးသုံးရမြောက်သောနေ့တွင် မြေမြုပ်တကြိုလိုက်ကြသည် မိုးသည် တဖွဲဖွဲကြာဆင်းလျက်ရှိပြီးအမောင်တို့ကကြီးဆိုးလျက်ရှိသည်တရွာလုံးသည်မောင်မဲတိတ်ဆိတ်လျက်ရှိပြီးနာရေးအိမ်ဖြစ်သော ကိုလားဘော်အိမ်ပေါ်၌သာဖျောင်းနိုင်သုံးလေးတိုင်နှင့်ရင်နံစီမီအိမ်ခက်မိန်မိန်ကိုထွန်းညှိထားလေသည် ွာလမ်းပေါ်မှခွေးတုပ်သည်တစုံတစ်ခုကိုတဲတဲမဲမဲထိုးဟောင်းနေရာမှတဖန်တံပြိုင်ဆွဲ၍ဥနေကြရာ မကြာမီတွင် ထိုခွေးအုပ်စီမှကြောက်လန့်တကြားတကိန်ကိန်းအော်မြည်ရင်းခွေးအုပ်ကွဲ၍အရှိအနောက်တောင်မြောက်အရက်လေးပါအိမ်ဂျိုအိမ်ကြားများသို့တကိန်ကိန်းတအိမ်အိမ်အော်မြည်၍ပြေးလွားသွားကြသောခွေးတန်တို့ကိုကြားလိုက်ရပြီးနောက်တွင်တရွာလုံး၌တိတ်ဆိတ်၍သွားပြီး အေးစိမ့်သောလေတို့တဟူးဟူးတိုက်ခတ်လာပြီးလျင်နာရေးအိမ်ပေါ်မှဖျောင်းနိုင်မီးများငိမ့်ကုန်၍မကြာမီတွင် စီကုံနီးပါးဖြစ်နေပြီဖြစ်သော ရေနံစီမီးအိမ်ကလည်းတဖြည်းဖြည်းမေးမိန်၍နောက်ဆုံးတွင်မောင်အတိကျသွားပြီတော့သည် မကြာမီတွင်ထိုနာရေးအိမ်ပေါ်မှမဲမဲတရံတစ်ခုသည် လေကားအတိုင်းဆင်းလာပြီးလျင်မောင်မိုက်နေသော ရွာလန်းအတိုင်းမိုးတဲတဲတွင်တရွေ့ရွေ့သွားနေလေသည် ထို့နောက်ရွာနောက်ဖျားစီမှအာကနေနာကျင်စွာအော်ဟစ်လိုက်တန်ကြီးကရွာထဲတွင်ဟိမ့်ထွက်သွားပြီးငြိမ်သက်အိတ်မောကျနေသော ရွာလေးကအထိတ်တလန့်နိုးထား၍တက်ဝင်လှုပ်ရှားလာလေသည်အနောက်ဖျားကကိုစိုးမောင်ဓာတ်ထိုးခံရလိုတဲ့ဗျို့ဟဲ့ဘာဖြစ်တာတော့ဟဲ့မေတင်ရဲ့စိုးမောင်ဓာတ်ထိုးခံရပြန်ပြီတဲ့အကြီးများနေရဲ့စသဖြင့် ရွာထဲတွင်စူညံလှုပ်ရှားကုန်တော့ရာ မကြာမီတွင်တောက် ဟူတလော့ဘာတွေဖြစ်နေမှန်းကိုမသိဘူးကွာအိတ်ကောင်းချင်းကိုမအိပ်ရဘူးဟူ၍တပြေတောက်တောက်ရေရွတ်၍မိအိမ်ကြီးကိုကင်မြောက်လျက်ထွက်လာတော့တကြီးကို တွေ့ရလေသည်တကြီးရဲ့တကြီးအေးဘသူလဲကွာမိအိမ်ကိုမြောက်ကြည့်ရင်တကြီးကဆိုသည်ကျုပ်ပါတကြီးဘာတင်အေးဘာတင်စိုးမောင်ဓာတ်ထိုးခံရလို့ဆိုဟာဟုတ်တယ်တကြီးရေတကြီးရေဒါနဲ့ဟိုနာကြီးအိမ်ဘော်ကိုအရင်တက်ကြည့်ပါဦးဗျဟေး ဘာဖြစ်လို့လဲလာပါတကြီးရဲ့ခဏလေးပါအေးအေးအေးသွားဟာရှိကကိုလာဘော်ဤနာရေးအိမ်ပေါ်တို့ ရောက်တော့ခါရေဆူထားသောခြေရာနှင့်ရေဆက်ကြရတော့သည်အိမ်ပေါ်တို့တန်းသွားသဖြင့်လိုက်ကြည့်ကြရာရေတစက်စက်ကျနေသောအလောင်းစင်ကြီးကို ထိတ်လန့်ပွေမြင်လိုက်ရပြီးအပေါ်တွင်လွှားထားသောဆောင်းကိုဆွဲချလိုက်တော့ခါမိုးရေများဆူရွှဲနေသောကိုလာဘော်ဤအလောင်းကောင်ကြီးသည်လက်ထဲတွင် သွေးစိုးနေသောဓမြောင်ကိုကြစ်ကြစ်ပအောင်ကင်ဆောင်ထားကြောင်းတွေးလိုက်ရသောအခါဟာဘလူတွေဖြစ်ကုန်တာလေဖះဖះအမလီတော်ဟူ၍ထိတ်လန့်အံ့ဩသံများထွက်ပေါ်လာကြလေတော့သည်ထိုအခါထန်းတော်တွင် စကားများကြသောကိုစိုးမောင်ကိုလာဘော်နှင့်ကိုငွေတို့သုံးဦး၏ကလေးစားခြေခမ်းဟု ထင်ကြီးပေးထားကြသော သူတို့ကမမြင်ဘူးလားငါပြောသားပဲအံ့ပါရဲ့မကြုံဘူးပါဘူးစသဖြင့် ပြောဆိုနေကြရာကြံလူများကမူအင်းဒါဆိုရင်၃ရောက်လုံးလဲတေးပြီဆိုတော့ဒီဇလန်းကပြီးလောက်ပါပြီဟုအမှတ်ချက်ချကြသည် လူအများစုကလည်းဤတို့ပင်ထင်မြင်ကြပြီးကလေးစားတန်တရာ ပြီးဆုံးပြီဟု ယူဆ၍စိတ်အေးကြသကဲ့သို့တက်ကြီးရွယ်အိုးထေကြီးဝါကြီးများကမူပြီးဆုံးသည်ဟု၍မပေါ်ဆသင့်ပဲစိုးမောင်ဤအလောင်းကိုနောက်နေ့ချက်ချင်းမြေမြုပ်တကြိုတင့်ကြောင်းပြောကြရာ စိုးမောင်ဤမိသားစုမှာဆက်ဆက်ခါအောင်နာကြသဖြင့်တယောက်တစ်ပေါက်စကားများကြရာမှတကြီးကစိုးမောင်ဤအလောင်းကို ကာလာသားများအဖွဲခွဲ၍တေချာစောင့်ကြည့်ရန်မှာကြပြီးစီစဉ်ဆောင်ရွက်ပေးသဖြင့်ကိုစိုးမောင်ဤနာရေးအိမ်၌အလောင်းကင်းဆောင်သူကင်းအဖွဲထဲတွင် မပါဝင်တော်လဲအကဲခတ်ဆက်ဆက်စုချင်းသူတို့ဖြင့်ပြည့်နှက်စီကားနေပြီတော့ဤတို့နှင့်နောက်နေတွင် ကိုလားဘော်ဤအလောင်းကို မြေမြုပ်တကြိုလိုက်ကြသည် ထိုည၌ကိုစိုးမောင်ဤအိမ်ပေါ်အိမ်အောက်တို့တွင် လူများဖြင့်ပြည့်နှက်နေပြီးကင်းသမားများကလည်းတေချာစောင့်ကြည့်ရန်ဆွေးနွေးနေကြပြီးလျင်ရွာထဲမှလာရောက်ဆက်စုသူများကလည်းတညာလုံးမအိပ်ပဲစောင့်ကြည့်ရန်ကြိမ်းဝါ၍ရင်နွေးချမ်းလက်ဖက်တုပ်တို့ဖြင့်ဝိုင်းဖွဲ့စကားပြောနေကြသည်ထိုည၌ရာသီဥတုသည် တာယာလျက်ရှိပြီးလမှာထိန်ထိန်တာလျက်ရှိသည်ည12နာရီထိုးသောအခါအေးစိမ့်သောလေတို့တဟူးဟူးတိုက်ခတ်လာသဖြင့်စောင်းကြည့်နေသူတို့မှာကြက်သိန်းတစ်ဖြန်းဖြန်းထ၍တောင်မြောက်၄ပါးနှင့်တကွအလောင်းစင်နေရာကို မလုံမလဲပတ်ကြည့်နေကြသည်နောက်ပြီးနွားတင်းကုတ်စီမှနွားများကလည်းတဖူးဖူးနှာမုတ်၍ရုန်းကန်နေကြပြီးခွေးများကလည်းတံပြိုင်ထအူနေကြသဖြင့်ငိုင်မြီးနေသောသူများပင် ၎င်းတို့၏ခါးများကိုမတ်၍ဘေးဘီဝဲရာကိုလှည့်ပတ်ကြည့်နေကြရာခြံထဲရှိ မကြီးပင်ကြီး၏မကြီးကိုင်းတကိုင်းသည်တဝုံဝုံလှုပ်ရမ်းလာသဖြင့်အိမ်အောက်မှလူများအိမ်ပေါ်သို့တက်ပြေးကြသည်ထိုချိန်မှာပင်ထိန်ထိန်သာနေသောလမင်းသည်တိမ်ဆိုင်သို့ဖုံးအုပ်၍အမောင်ကျသွားပြီးလေပြင်းများ တဟူးဟူးတိုက်ခတ်၍အိမ်ပေါ်အိမ်အောက်မှဖျောင်းနိုင်မိအိမ်များကုန်ငိမ့်သွားသည်လူများသည် အထိတ်တလန့်ဖြင့်တယောက်တစ်ပေါက်ပြောနေကြစီမှာပင်အိမ်ခေါင်တုံမိုးပေါ်တွင်တကြွကြွနင်းလျှောက်နေသော ခြေတံကြီးကို ကြားလိုက်ရပြီးအိမ်ပေါ်တွင် အကြတံပင်မကြားရအောင်ငြိမ်သက်တိတ်ဆိတ်သွားကြသည်ထိုအခါအိမ်အောက်မှတကြီးကြီးတကြီးကြီးအန်ကျိတ်နေတံကြီးကိုကြားလိုက်ရပြန်ရာစင်ဖမ်းမီကြားဖမ်းမီဟုကြိမ်ဝါထားသူ အပေါင်းသည်တုတ်တုံများမလုတ်ရဲပဲရှိကြလေသည်လေသည်ပြင်းထန်စွာတိုက်ခတ်လျက်ရှိပြီး တကြိမ်ကြိမ်မိုးချိမ့်တန်တို့ဖြင့်ရာသီဥတုမှလည်းထစ်ချုံရွာသွန်းရန်ပြင်ဆင်နေတော့ရာတတိရှိသောသူတချို့ကမိချစ်များကို ထုတ်၍ချစ်ပါတော်လဲလေပြင်းကြောင့်ချစ်မရပဲရှိသည် အိမ်ပြတင်းတကားများကတကြွီကြွီလှုပ်ခတ်၍ဒိန်ကနေပိတ်၍တဖန်ကြွီကနေပြန်ပွင့်၍တမျိုးရှိနေကြရာလေငြိမ်သွားသောအချိန်၌လေကားများကိုတထစ်ချင်း ကျွီကနေကျွီကနေနင်းတက်လာသောခြေတံကြီးကို ကြားလိုက်ရသဖြင့်လူအားလုံးသည်တကားမကြီးစီသို့အထိတ်တလန့်ကြီးနေကြရာလျက်စီးတစ်ချက်ဝင်းကနေလက်သွားချိန်တွင် အပေါဝ၌ဓမြောင်တစ်ချောင်းကန်၍မမကြီးရက်နေသောတံကြီးကိုမြင်လိုက်ကြရပြီးအပေါဝအနီးမှလူများသည် အိမ်အတွင်းဘက်သို့တဦးကိုတဦးကြော်ခွနင်း၍အမောင်ထဲ၌ရန်တန်းတိုးဝေ့နေကြရာ ထိုချိန်တွင် လေမာလဲငြိမ်သက်သွားသဖြင့်မိအိမ်ကိုအစင်သင်ကင်ဆောင်၍မိထွန်းရန်စောင့်နေသောတက်ကြီးဝါကြီးတဦးကမိခွက်ကိုထွန်းကြီးလိုက်သည်ထိုအခါမှလူများသည် အခြားမိအိမ်နှင့်ဖျောင်းနိုင်များကိုထွန်းကြီး၍အခြေအနေကိုအကဲခတ်လိုက်ကြရာအလောင်းကောင်သည်လဲအလောင်းစင်ပေါ်၌ပုံမပြည့်ရှိနေကြောင်းတွေ့ရမှတက်ပြင်းကိုစီချနိုင်ကြလီတော့သည်တို့ရာတွင်အလောင်းအနီးသို့တေချာကတ်ကြည့်သောအခါအလောင်းအပေါ်တွင် လွမ်းခြုံထားသောဆောင်အဖြူဤတနေရာတွင် အနီရောင်များဆွန့်ပေ၍တစုံတစ်ခုကခြုံထွက်နေကြောင်းသိရသဖြင့်အထိတ်တလန့်ဖြင့်လက်ကြည့်လိုက်ကြရာဟင်ဟာအလိုလေးဗျာအလောင်းကောင်ကြီးလူတက်လာပြန်ပြီဗျို့ရွာထဲမှာဘသူကိုတက်ခဲ့လဲမသိဘူးရွာထဲမှာဘာတန်ကြားကြလဲဗျို့ဟုစူညံပွက်ပြီးကင်းသမားများနှင့်ဆက်စုသူများအားလုံးသည်အိမ်ကိုစိတ်ပူ၍ကိုစီအိမ်ပြန်ပြေးကြပြီး ခြေအနေပြန်ကြည့်ကြလေသည်ထိုအခါဘေးကရဲ့အိမ်မှအမလေးဖြစ်မှဖြစ်ရလေကိုဘကွန့်ရဲ့ဟူ၍အော်ဟိငိုယိုတန်ကိုကြားရသဖြင့်ဝိုင်းအောင်ကြည့်ကြရာလေပင်းကိုဓာဖြင့်လီးခန့်ထားရပြီးတွေးအိုင်ထဲတွင်တေဆုံးနေသောကိုဘကွန့်၏အလောင်းကိုထိတ်လန့်ဖွယ်တွေ့လိုက်ရလေသည်တကြီးသည်လဲခေါင်းစား၍နောက်နေမနဲ့လင်းသည်နှင့်ကိုဆိုးမောင်၏အလောင်းရောကိုဘကွန့်၏အလောင်းမှာ တခါတည်းမြေမြုပ်တကြိုလိုက်လေတော့သည် ထိုခေတ်ကဂျပန်ဝင်နေသောအချိန်ဖြစ်၍ကြေးရွာမှာလဲမြို့နှင့် ဝေးလာပြရာပလိတ်ကို အကြောင်းကြားရန်ပင်အခက်တွေ့နေရသဖြင့်ကိုနီးကိုဟန်နှင်းကိုသာဖြည့်ရှင်းနေရသည် အလောင်းများမြေကျပြီးမှတကြီးနှင့်ရွာသူရွာသားအလုံးစိတ်အေးကြရပြီးထိုည၌ရွာသားများအလုံးခေါင်းပြအောင်အိတ်ဆက်နိုင်ကြလေသည်တို့ရတွင် ျောင်းတန်းစွာမအိပ်ဆက်နိုင်သောသူတယောက်ရှိသည်ထိုသူမှာမြေပိုင်ရှင်တထေးကြီးဥပရွှေပင်ဖြစ်သည်၎င်း၏နောက်လိုက်များဖြစ်သော မောင်ငွေမောင်လာဘောမောင်ဆိုးမောင်နှင့်မောင်ပါကွန်၄ဦးတေဆုံးခြင်းကိုဆက်ဆက်ကြည့်ပါက၎င်းတဦးသာကြံနေကြောင်းသိရှိရလေသည်တထေးဥပရွှေဥဆောင်သောထိုသူ၅ဦးသည်ဘာတွေလုပ်ခဲ့ကြသနည်းအလောင်းကလူကိုပြန်တက်ရင်တက်ရင်ဖြင့်ယခုညတွင် အလောင်းအလုံးလဲမြေမြုပ်တကြိုပြီးပြီဖြစ်၍ဥပါရွှေအနေဖြင့်အတန်ငယ်စိတ်အေးရတော်လဲတိုက်ဆိုင်မှုမဖြစ်နိုင်သော ထိုခွင်းဆက်လူတတ်မှုကြီးကြောင့်၎င်းအနေဖြင့်အိတ်မပျော်နိုင်ပဲရှိသည်တို့ရာတွင်၎င်းသည်စိတ်ကိုအားတင်းလိုက်သည်၎င်း၏ခြံစည်းရိုးများမှာခိုင်ခန့်သောတစ်သားစည်းရိုးများဖြစ်ပြီးခြံထဲတွင်လဲခွေးသုံးကောင်ရှိသည်၎င်း၏လက်ထဲတွင်လဲငှက်ကြီးတော်တစ်ရှည်ရှိပေသည်ညသည် တဖြည်းဖြည်းညှက်နဲ့လာသည်နှင့်ပုံမူ၍တိတ်ဆိတ်လာသည်ရွာပြင်တင်းကြိုင်ဇရက်ပေါ်မှတွတ်ပြားများသည် လေတိုက်ခတ်မှုကြောင့်တကြွီကြွီတီအီအတန်တို့ထွက်ပေါ်နေပြီးတစ်ပင်ကြီးများသည် ရိမ့်ထိုး၍တရှဲရှဲအော်မြည်နေကြရာတရေတပက်ကြီးများ ကားခုန်နေသည်နှင့်ထင်ရပေရာဂီးကနေအော်ဟစ်လိုက်သောငှက်ဆိုးတန်ကြီးကပါပါဝင်အားဖြည့်ပေးလိုက်သောအခါပို၍၆ချားပွဲဖြစ်နေပြီတော့သည် တင်းကြမ်းဤတောင်းတနေရာတွင်ယနေ့မနေ့ကမြုံနှံထားသောမြေပုံလက်လက်ဆက်ဆက်နှစ်ခုရှိရာ လက်ရဖက်မြေပုံမှမြေစာမို့မို့များမှာပုံမို့၍မို့မောက်ကြွတက်လာပြီးလျင်ကိုဘကွန်အသက်34နှစ်ဟုကပီးထိုးစိုက်ထူထားသောမှတ်တိုင်ကြီးကလဲပြိုသွားလေသည် မြေပုံဤဘေးအဆက်ဖက်မှမြေစာများကြွတက်လာပြီးလက်တစ်ဖက်ထွက်လာပြီးတော့ရာ ထိုလက်ကြီးသည် မြေမာသော မြေချင်းဤဘေးပေါင်နေရာကိုစမ်းတက်၍အာပြုထောက်လိုက်ပြီးမြေစာပုံများကြားမှကိုပါကိုဤအလောင်းကောင်ကြီးကကုန်းထလာတော့သည်လေပင်အလီးခံထားရသောအလောင်းကောင်ကြီးသည်လေပင်ကြီးဆောင်း၍တင်းကြိုင်ထဲမှခြေတရွတ်ဆွဲက လေးတီလေးပင်ထွက်လာသည်အလောင်းကောင်သည်တင်းကြိုင်အပြင်သို့ရောက်လာသောအခါလေပင်ကြီးဆောင်း၍တဆက်ဆက်အကြောဆွဲတုံခါလျက်ရှိပြီး ရုတ်တရက်ရွာဘက်သို့လှည့်လိုက်သည်ပြီးလျင်ခြေတရွတ်ဆွဲ၍ခေါင်းကြီးဆောင်က ရွာရဲဘက်သို့ဥတီ၍လေးတီလေးပင် ခြေလမ်းများဖြင့်ထွက်ခွာသွားရာခြေလမ်း15လမ်းခန့်လမ်းပြီးလျင်တဖန်ရက်တန့်၍တဆက်ဆက်အကျော်ဆွဲလျက်ရှိသည်ပြီးလျင်တဖန်ခြေတရွတ်ဆွဲ၍တွားပြန်ရာရွာအဝင်ဝတရားပေါ်သို့ရောက်သောအခါခွေ3-4កောင်ကစူးစူးဝါးဝါးထိုးဟောင်၍ ထိုအလောင်းကောင်အနီးသို့ကတ်သွားရာအလောင်းကောင်သည်တရားပေါ်၌ခေါင်းကြီးဆောင်း၍စက်ကနေစက်ကနေအကျော်ဆွဲတုံရင်လျက်ရှိသည် ထိုအခါ၎င်း၏သပင်များအဝတ်အစားများပေါ်မှမြေခဲများသည်တရားပေါ်သို့တတောက်တောက်ပြုတ်ကျနေပြီးအကျော်ဆွဲနေရာမှရုတ်တရက်ထိုးဟောင်းနေသော ခွေးတစ်ကောင်ကိုဝမ်းရထိုးခုံအုပ်လိုက်ပြီးလျှင် ထိုခွေး၏လယ်မျိုးကိုကိုက်ဖြဲလိုက်လေတော့သည်ထိုအခါ တဝုတ်ဝုတ်ထိုးဟောင်းနေသော ခွေးအုပ်ကြီးသည်တကင်ကင်အော်မြည်၍အမီးများကုတ်ကာအင်ဂျိုအင်ကြားပြေးဝင်သွားလေသည်အလောင်းကောင်လက်ထဲမှခွေးသည်ရုံးကန်နေရာမှတဖြည်းဖြည်းငြိမ်သက်သွားပြီးလျင်အနှင်းငယ်အကျော်ဆွဲ၍အသက်မဲ့သွားတော့သည် ထိုကားအလောင်းကောင်ကြီးသည် ခွေးဤလယ်မြုံမှသွေးများကိုကုံအောင်ဆုပ်ယူ၍ခွေးတီကောင်ကိုချောင်းထဲပြစ်ထုတ်လိုက်ပြီးရွာလန်းအတိုင်းရှောက်၍ရွာထဲတရွေ့ရွေ့ဝင်သွားလေသည် လျက်စည်းတစ်ချက်အလက်တွင်မျက်စံအနက်မပါဘဲမျက်သားအဖြူကြီးဖွင့်၍ခေါင်းတစ်ဖက်ဆောင်းကတောင့်တောင့်ကြီးလာနေသောအလောင်းကောင်ကြီးသည်ပါဇက်ပတ်လေတွင် ခွေးသွေးများပေကြံ၍ခြေလန်း15လမ်းခန့်လမ်းလိုက်ရက်တန်၍တဆက်ဆက်အကျော်ဆွဲနေလိုက်ဖြင့်ရွာလန်းအတိုင်းလာနေရာဤအချိန်ထိုအလောင်းကောင်ကြီးကိုမြင်ရသူများအဖို့စိတ်မခိုင်လျင်လက်ပြလွင့်ဖွဲရာပင်ဖြစ်ပေတော့သည် ရွာလေရေအိုးစင်အောက်မှခွေးတကောင်သည်တီအီအော်မြီ၍အမီကုတ်ကသွေးသေးထွက်ကြလျက်ရှိပြီးအလောင်းကောင်ကြီးနီးလာသောအခါနောက်ခြေထောက်များမှ မထောက်နိုင်သောသဖြင့်ခြေတရွတ်ဆွဲ၍နီးဆက်ရာအိမ်ဝိုင်းထဲသို့ရှေ့လက်နှစ်ဖက်ဖြင့်မနှဲအားပြုကာဝင်ပြေးလေသည်အလောင်းကောင်ကြီးသည် ရွာလေရှိတထဲကြီးဥပါရွှေအိမ်ရှိသို့ရောက်သောအခါရက်တန့်၍တစ်သားဝန်တကားရှိတွင် အကြောဆွဲလျက်ရှိပြီး ၎င်း၏ခြေတစ်ဖက်ကိုမြောက်၍ဝင်းတကားကြီးကိုစောင့်ကန်လိုက်ရာ တကားကြီးသည်ကောင်းကင်မှမိုးချိမ့်သန်နှင့်အတူဝုံငနယ်လွင့်စင်၍လဲကျသွားတော့သည်အလောင်းကောင်ကြီးသည် ထိုတကားပေါ်မှနင်းဖြတ်၍အိမ်ဝိုင်းထဲဝင်သွားရာဥပါချွေ၏ခွေးကြီးသုံးကောင်မှတီအီတအိမ်အိမ်အော်မြီ၍ခုံတန်းရအောင်ထင်းပုံကြားတို့တွင်တဆက်ဆက်တုံရင်နေကြတော့သည်ထိုအချိန်တွင်အိမ်တကားရွက်သည် ကြွေကနေပွင့်လာပြီးမီးအိမ်ကိုမြောက်ကန်၍ငှက်ကြီးတောင်တစ်ချီကိုဆွဲကင်ထားသောကိုပါချွေထွက်လာသည်ဟင်အာမကောင်းဆိုးဝါကြီးသေပြီတော့၎င်းသည်လက်ထဲမှတစ်ချီဖြင့်ခြံလေကောင်းတွင်အကျောဆွဲရက်တက်နေသောအလောင်းကောင်ကြီးကိုပြေးပိုင်းလိုက်ရာအလောင်းကောင်ကြီးသည်၎င်း၏ဓားကင်လက်ကိုစက္ကနေဖမ်းကင်လိုက်ပြီးကြံလက်တစ်ဖက်ဖြင့်ကိုပါချွေ၏လက်မျိုးကိုဖမ်းညှစ်လိုက်ပြီးမြှောက်လိုက်ရာ ကိုပါချွေသည် မျက်လုံးပြူမျက်စံပြူဖြင့်လေထဲတွင်ခြေကားရလက်ကားရဖြင့်အတန်ကြာအောင် ရုန်းကန်နေပြီးမှတဖြည်းဖြည်းငြိမ်သက်ပျော့ခွေသွားလေတော့သည် ထိုအခါမှအလောင်းကောင်ကြီးက ကိုဘချွေကိုမြေပေါ်လွတ်ချလိုက်ရာမျက်လုံးများပြူးထွက်၍တေဆုံးနေသော ကိုဘချွေ၏အလောင်းသည်မြေပေါ်တွင်ငြိမ်သက်ပျော့ခွေလျက်ရှိတော့သည် ထိုအချိန်တွင်ဝင်းတကားပြိုလဲတံကြား၍လူစုက ရောက်လာကြသောရွာသားများက ကိုဘရွှေဤခြံဝတွင်စူယုံရောက်ရှိလာကြပြီး၎င်းတို့ဤလက်များထဲမှမိတို့များလက်နက်များကို ကင်ဆောင်ထားကြသည်ဟာဟိုမာပြောဟိုမာဘာကုန်အလောင်းကောင်ကြီးလာကြပါဟဝိုင်းကြပါမိရှို့ပြရမယ်ဟေ့လူအုပ်ကြီးသည်အလောင်းကောင်ကြီးကို မရေတရေဖြင့်ဝိုင်းလိုက်ကြရာအလောင်းကောင်ကြီးက၎င်းဤဥကောင်းကိုမိုးပေါ်မော်၍တဟာဟာအော်ရေလိုက်လေသည် ထိုရဲတန်းမှာမိမငယ်တယောက်ဤရဲတန်းဖြစ်နေသဖြင့်ရွာသားများအလုံးမှင်တက်နေကြစဉ်နင်တို့ငါ့ကိုမတိကြဘူးလားငါခင်တုံလေးတိကြရဲ့လားငါ့ကိုဟိုဘက်တမာတန်းရွာကခင်တုံလေးအရင်တလောကအာရမအကျင့်ခံရပြီးအသက်ခံထားရတဲ့ခင်တုံလေးဟင်ဟာအလိုတမာတန်းကမဖွားအောင်တမီလေးခင်တုံပါလားအေး ငါ့ကိုနင်တို့ရွာသားတွေအရမကျင့်ပြီးတက်ပြက်ခဲ့ကြတာပဲကိုငွေလှဘောစိုးမောင်ဘာကိုနဲ့ဘာရွှေတို့ငါးယောက်ငါ့ကိုမတော်မတရားဝိုင်းကျင့်ပြီးရဲရဲဆက်ဆက်တက်ခဲ့ကြတာငါမသေးခင်ချိန်စာတိုက်ခဲ့လို့ငါအသွေးငါအသားတွေနဲ့ထိတွေ့ပတ်သက်ခဲ့တဲ့ဒင်းတို့ငါးယောက်ကိုပူးနိုင်ကတ်နိုင်တာပဲခုငါအကုန်တက်ပြီးပြီကလေးစားလဲခြေပြီးပြီနင်တို့ရွာကိုလည်းဒုက္ခမပေးတော့ဘူးကဲအချိန်စေးပြီး ငါ့ကိုလာခေါ်နေကြပြီငါသွားမယ်ဟီ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 ဟာဟာဟာထို့နောက်အတန်များအလုံးတိတ်ဆိတ်၍သွားပြီးလျင် ကိုဘကွန်အလောင်းကောင်ကြီးလည်းအယုတ်ကြိုးပြက်လဲကျသွားလေသည်ခင်တုံဤဝိညာဉ်ပူကပ်၍ကလေးစားခြေခဲ့သောမရင်းကောင်၅ယောက်တည်ဆုံးပြီးနောက်တွင် ကိုဘကွန်ကိုလာရွှေအလောင်းမှစတင်၍မြေမြုပ်တချိုချင်းကိုမပြုတ်လို့တော့ပဲရွာထဲတွင် လူသေးတိုင်းမီးရှို့တချိုခဲ့ကြသည် ထိုအချိန်မှစ၍ဤလက်ပံလရွာလေးတွင်နန္နာဘဝကိစ္စများချုပ်ငိမ့်ခဲ့ပြီးယခုကိစ္စများသည်ဒုတိယကဘာစစ်အတွင်းကဖြစ်ပွားခဲ့သဖြင့်ပြီးဆုံးခဲ့သည်မှာကြာပြီဖြစ်တော်လဲလက်ဆင့်ကမ်းတည်ဆောင်လာခဲ့သောခင်တုံဤအိယာဝင် ပုံပြင်တပုတ်မှာယနေ့ထိတိုင်အောင် ရှင်သန်နေစေဖြစ်ပေတော့သည်ဟုတ်ကဲ့ပါခင်ဗျာဆုံးဒီနားဆင်ပေးတဲ့ပေးသက်တယောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ